ကေဒရာမှာပြည်သက်တည်တော့မတိလောက်သေးတဲ့တငယ်ချင်းဆက်ဆံရေးမှာမင်းသမီးကိုရင်းစမ်းတဲ့မင်းသမီးဆူယွင်းခြင်းရဲ့ဆက်ဆံရေးလည်းပါပါတယ်။အခုနောက်ပိုင်းမှာနှစ်ယောက်သားအုပ်တွေ့တွေ့ရတာမရှိတော့တာကြောင့်တတော်များများကတော့သူတို့နှစ်ယောက်ဟာအရင်းနှီးဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြရဲဆိုတာကိုသိကြမှာမဟုတ်ပါဘူး။သူတို့နှစ်ယောက်ဟာငငယ်ကတည်းက SM ကုမ္ပဏီမှာပွဲဥထွက်ဖို့သင်တန်းသူတွေဖြစ်နေထိုင်ရင်စတင်ခင်မင်ခဲ့ကြတဲ့သူတွေပါ။သင်တန်းသူဘဝကနေပွဲဥထွက်ပြီးနောက်ပိုင်းမှာလည်းအဆက်အသွယ်မပြတ်ရှိနေခဲ့ကြတာပါ။ဒါပေမဲ့နှစ်ယောက်သားရဲ့အောင်မြင်မှုနဲ့ပွဲဥထွက်အစားတော့မတူညီခဲ့ပါဘူး။ကိုရ ဆန်းဟာပွဲဦးမထွက်ခင်ကတည်းကလှလောနယ်လိုနာမည်ကြီးခဲ့တဲ့သူဖြစ်တယ်လို့လူကြိုက်များတဲ့သူဖြစ်တာကြောင့်ပွဲဦးထွက်ပြီးရာနဲ့ Nonstop Fights ရဲ့ drama မှာပါဝင်ပြီးမင်းသမီးဖြစ်ပါနာမည်ကြီးလာခဲ့ပါတယ်။ဒါအပြင် Afollow နာမည်ကြီးရဲ့ Points Over Flowers drama မှာအကြီးအကျယ်အောင်မြင်သွားပြီးတဲ့အချိန်ကိုရီဆန်းဟာထိတ်တန့်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တာပါ။ဒါပေမဲ့ဆိုရွန်းချင်ကတော့အဲ့ဒီချိန်ကာလမှာ Mix ဆိုတဲ့ Idol ဖွဲ့မှာပါဝင်ရင်အမှုပညာလောကမှာခြေချဖို့နေရာရှာနေရတော့အခြေအနေပါ။နောက်ပိုင်းမှာအဖွဲ့ပါပြတ်သွားတာကြောင့်အခက်အခဲမျိုးစုံကြုံတွေ့ရပြီးရုံ းကန်နေခဲ့ရပါတယ်။ဒါပေမဲ့နှစ်ယောက်သားဟာတငယ်ချင်းကောင်းတွေဖြစ်ဆက်ရှိနေကြပြီးတော့ယွန်းချင်ဟာအောင်မြင်တဲ့တငယ်ချင်းဖြစ်သူအတွက်စိတ်ရင်းနဲ့ဝမ်းသာပေးနေခဲ့တာပါ။သူပါဝင်တဲ့ show တွေမှာဟေဆန်းဟာသူ့အတွက်အရင်းနှီးဆုံးသူဖြစ်ကြောင်းသူ့အမိထက်တောင်းရင်းနှီးမှုရှိကြောင်းပြောခဲ့သေးတာပါ။နှစ်ယောက်လုံးဟာစိတ်ရင်းနဲ့ခင်မင်ကြပြီးမြဲတချို့ကတော့ယွန်းချင်ဟာကိုဟေဆန်းကိုအမိပြုပြီးနာမည်ကြီးချင်နေရလို့ဝေဖန်ခဲ့ကြတာပါ။နောက်ပိုင်းမှာတော့ယွန်းချင်ကိုယ်တိုင်လည်းမင်းသမီးတယောက်အနေနဲ့အောင်မြင်လာပြီးအနာသာအိုဟီယွန်ဒေါက်တာရိုမန်တစ်ဘယူတီအင်ဆိုင်အစရှိတဲ့ဒရမာကောင်းတွေနဲ့နာမည်ကြီးလာခဲ့ပါတယ်။နှစ်ယောက်လုံး အောင်မြင်တဲ့မိသမီတွေဖြစ်လာတာကြောင့်အလှပကေးတငယ်ချင်းဆက်ဆံရေးလေးဆက်မြင်ရဖို့မျှော်လင့်နေကြပါတယ်။ဒါပေမဲ့2019မှာကိုရီစန်းဟာခင်မိုးဖြစ်တဲ့မိသားအန်ချင်ယွန်းနဲ့ကွာရှင်းတဲ့အချုပ်ထွေးကြီးကမှတငယ်ချင်းဖြစ်သူယွန်းချင်းကိုဆွဲထည့်ခဲ့ပါတယ်။သူခင်မိုးဖောက်ပြန်တဲ့အကြောင်းသူ့ကိုပြောသူဟာမိသမီယွန်းချင်းဖြစ်ကြောင်းပြောခဲ့တာကြောင့်ယွန်းချင်ရဲ့အေဂျင်စီဘက်ကနေမဟုတ်ကြောင်းသတင်းထုတ်ပြန်မှုပါလုပ်ခဲ့ရတာပါ။ခင်မိုးဖြစ်သူဖောက်ပြန်ကြောင်းသတင်းလွှင့်ချင်ယွန်းနဲ့တငယ်ချင်းဖြစ်သူမပြောတဲ့စကားကိုပါလုံးကြံပြီးပြောခဲ့ရကြောင်းနှစ်ယောက်ကြားဆက်ဆံရေးဟာအတော်လေးကမောက်ကွာဖြစ်သွားခဲ့ပါတယ်။ကိုရီစန်းအနေနဲ့ခ င်မွန်းဖြစ်သူကိုလူတွေအမြင်မကြည်အောင်လှုပ်ချင်တာကြောင့်အခုလိုမျိုးအပြစ်မရှိတဲ့တငယ်ချင်းတွေကိုပါဆွဲထည့်ပြီးမဟုတ်တဲ့သတင်းတွေဖန်တီးခဲ့ရလို့အမှုပညာလောကတွင်ကလူတွေကဆိုပါရယ် ဒီဖြစ်ရကြောက်ပဲအချစ်ဆုံးလို့ပြောနိုင်ခဲ့တဲ့နေရာမှာတယောက်ကိုတယောက်အားပေးနေကြောင်းချစ်ချောင်းတွေကိုအရင်ကလိုမျိုးမဖော်ပြတော့ပဲစိမ်းတွေလိုမျိုးဖြစ်သွားခဲ့ပါတယ်။ဘာမှမရှိခင်ကအတူရှိခဲ့တဲ့နေရာသားဒီအချင်းတွေတွေကြောင့်အတော်လေးစိမ်းဆန်သွားခဲ့တယ်လို့နေရာကြဆက်ဆံရေးကိုပါမမြင်ရတော့ပါဘူး။ဒါပေမဲ့ပွဲတစ်ခုမှာကိုရီဆန်းဟာသူ့ရဲ့ character ဘဝအနေနဲ့အစောပိုင်းမှာရက်ခုခဲ့တဲ့မင်းသမီးစုယွင်ခြင်းကိုကျေးဇူးတင်ကြောင်းသူ့အတွက်ယွင်ခြင်းဟာပြိုင်ပတ်မဟုတ်ပဲတငယ်ချင်းအရင်းကြီးဖြစ်တယ်လို့တယောက်ဆောင်ကောင်းတယောက်လည်းဖြစ်ကြောင်းပြောခဲ့တာပါ။ဒါပေမဲ့ယွင်ခြင်းဘက်ကနေတော့အရင်တုန်းကလိုမျိုးကိုရီ စွန်းနဲ့ပတ်သက်ပြီးပြောတာမျိုးမရှိတော့သလိုနှစ်ယောက်သားဟာအခုဆိုရင်သစိမ်းတွေတဲ့တောင်ပိုပြီးစိတ်ငါသွားကြတဲ့ဆက်ဆံရေးဖြစ်နေပါပြီ။စကားအမတခွန်းကြောင့်ပျက်စီးသွားခဲ့ရတဲ့သူတို့နှစ်ယောက်ရဲ့တငယ်ချင်းဆက်ဆံရေးလေးကတော့တကယ်ကိုနှမျောစရာကောင်းလွန်လာပါတယ်။